အညွန်ရဝဲဝင်တွေကလူတွေကိုမြင်ရင်လက်နဲ့ရမ်းပြပြီးနှုတ်ဆက်တတ်တယ်။အခုမြင်နေရတဲ့အတိုင်းဒီဝဲဝင်တွေကလူတွေရှိရာကိုလက်ရမ်းပြပြီးနှုတ်ဆက်နေပါတယ်။ဒီဝဲဝင်တွေကအညွန်ရဝဲဝင်မျိုးနွယ်ဝင်တွေဖြစ်ပြီးတော့တောရိုင်းထဲမှာအတံမာဆုံးတိရိစ္ဆာန်တွေထဲမှာထိတ်ဆုံးကနေနေရာယူထားပါတယ်။သူတို့ကလူတွေကိုနှုတ်ဆက်ဖို့အတွက်လက်ပြတာမဟုတ်ဘဲသူတို့ကိုတခုခုကကြွေးသွားဖို့အတွက်အစားတောင်းတာဖြစ်ပါတယ်။အညိုရဝဲဝင်တွေကတော်ရိုင်းထဲမှာဆိုရင်အင်မတန်ကြောက်စရာကောင်းပေမဲ့လူရဲ့လက်ထဲမှာကြည်ပြင်းလာရင်ရင်ပါးလေးရှိကြပါတယ် သူတို့ကလူတွေလောက်တာကိုအတူယူပြီးလိုက်လောက်တတ်ကြပြီးတော့လူတွေကိုတခင်တွေလိုသဘောထားတတ်ကြပါတယ်။ဒါကြောင့်တချို့နိုင်ငံတွေမှာအညိုရောင်ဝတ်ဝင်တွေကို လူသားဝတ်ဝင်လို့နာမည်ပြန်ပေးထားကြပါတယ်။သူတို့ကလူရင်နဲ့အပြင်ကိုမှလူတွေအကြိုက်ကိုလိုက်လောက်ပြပြီးတော့အစာကျွေးလာအောင်နှိမ့်ဆွဲလေးရှိပါတယ်။ဒါပေမဲ့ဒီအကောင်တွေကတွန်းရိုက်တလိဆန်ပဲဖြစ်တာကြောင့်ဘလောက်ပဲရင်မာတယ်ဆိုပါစေအနားကိုကတ်မသွားသင့်ပါဘူး။သူတို့ကဗိုက်စာနေတဲ့အချိန်ဆိုရင်နှုတ်ရှားနေတဲ့တက်ရှိတိုင်းကိုအစာအနေနဲ့အမဲလိုက်တက်ဖြက်လေးရှိလို့အပြင်မှာတွေ့ရင်ဝေးရကိုရှောင်ပြေးဖို့တတိပေးခံထားရပါတယ် ီဒီယိုလေးကိုအဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။တင်မောတွေရဲ့အရှိကလမ်းပြပေးတဲ့လေးမိုင်လေးတွေရဲ့နောက်ွယ်ကအကြောင်းရင်းတင်မောဒစီရဲ့အရှိမှာအခုလိုမျိုးလေးမိုင်လေးတွေကလမ်းပြပေးတတ်တာကိုပရိသတ်တို့မြင်ဘူးပါသလား။တကယ်တော့ဒီလိုလုံးရတဲ့နောက်ွယ်မှာခိုင်လုံတဲ့အကြောင်းရင်းရှိပါတယ်။လေးမိုင်တွေကအင်မတန်ဉာဏ်ကောင်းတဲ့တက်ရှိတွေဖြစ်ပြီးတော့အပြင်းကြီးတဲ့နေရာမှာလည်းထိတ်ဆုံးကနေနေရာယူထားပါတယ်။သူတို့ကတင်မောရဲ့အရှိကလှိုင်းလုံးတွေကိုရေဟုန်စီးပြီးရေကူးရတက်တာအောင်လုပ်နေကြတာပါ။ သင်းမောရဲ့အရှိကနေအခုလိုလှိုင်းကိုစီးတဲ့အခါစွမ်းရင်ရဲ့90ရာခိုင်နှုန်းကိုချွေတာပြီးသားဖြစ်သွားပါတယ်။နောက်ပြီးသူတို့ကရေပေါ်ကိုစက္ကန့်ပိုင်းကိုတစ်ခါလောက်ခုန်ပြီးဒိုင်မင်ထိုးကြပါတယ်။အခုလိုလုပ်ရတဲ့အကြောင်းရင်းကလင်းပိုင်တွေကရေထဲမှာအသက်မရှူနိုင်တာအကြောင်းဖြစ်ပြီးတော့သူတို့ဥတီနေတဲ့အရက်ကိုလည်းကြည့်ကျင်တာအကြောင်းဖြစ်ပါတယ်။ဒီအကြောင်းကိုမသိခင်တော့ကတင်မောသားတွေကလင်းပိုင်တွေကိုအရှိကနေလမ်းပြပေးတယ်လို့ယုံကြည်ခဲ့ကြတာပဲဖြစ်ပါတယ်။တကယ်လည်းလင်းပိုင်လေးတွေကတင်မောမြင်ရင်အနားကိုကတ်လာတတ်ပြီးတော့တင်မောဘော်ကလူတွေကိုခုံပေါက်ဖျော်ပြသလိုလုပ်ပေးတတ်ကြပါတယ်။ ပြည်သက်ကြီးတို့ရဲ့ဘဝမှာရောလေးမိုင်တွေအခုလိုမျိုးလုံနေတာကိုမြင်ဘူးပါသလားကွန်မန့်ထဲမှာဖြေဆိုပေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်ခြေလေးချောင်းရှိပေမဲ့ခြေရာနှစ်ခုပဲကျန်ရခဲ့တဲ့ကြောင်တွေရဲ့လိုဝချံပြည်သက်ကြီးတို့အခုမြင်နေရတဲ့အတိုင်းကြောင်တွေကလမ်းလျှောက်ရင်ခြေရာနှစ်ခုတည်းကိုပဲခြံထားရခဲ့ပါတယ်ပုံမှန်အတိုင်းဆိုမသိတာပေမဲ့နှင်းနဲ့သဲတွေပေါ်မှာရှောက်တဲ့အခါကြောင်တွေမှာခြေရာနှစ်ခုပဲရှိပါတယ် အဲ့ဒီအပြင်ကိုမှအကြောင်းတကောင်ကတခြားတကောင်ရဲ့အနောက်ကိုလိုက်တဲ့အခါလေအရှိကအကောင်နင်းသွားတဲ့ခြေရာတိုင်းတစ်ထပ်သေးလိုက်ပြီးတော့နင်းတက်ပါတယ်။အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကအကြောင်းတွေဟာသဘာဝထဲမှာအထူးဆုံးဆုံးအမဲလိုက်တားရဲကြီးတွေဖြစ်နေလိုပါပဲ။သူတို့ကတောထဲမှာနေတဲ့အချိန်အတွင်းအမဲလိုက်တဲ့အခါခြေတန်လုံဖို့အတွက်ဒီနီးလန့်ကိုသုံးခဲ့ကြပါတယ်။တချိန်ထဲမှာပဲတောကြောင်လိုမျိုးအရွယ်စားသိငယ်တဲ့အကြောင်းတွေကကိုယ့်ထက်အကောင်ကြီးတဲ့တခြားသားရဲတွေရဲ့ရန်ကိုကြောက်လာကြောင်းခြေရာကိုနှဲတတ်တဲ့နေအောင်အခုလိုတတိထားပြီးတော့လမ်းလျှောက်ကြတာဖြစ်ပါတယ်။ ကြောင်တွေကိုလုံခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီကလူတွေဟာအိမ်မွေးတိရစ္ဆာန်အနေနဲ့မွေးခဲ့ကြပြီးတော့အမဲလိုက်တဲ့ဗီဇာအများစုကိုဖျောက်ပြစ်ခဲ့ကြပါတယ်။ဒါတော့မှအခုချိန်ထိကြောင်တွေဟာသူတို့ရဲ့ဘိုးဘေးတွေလိုမျိုးချေရနှစ်ခုတည်းထင်အောင်လမ်းလျှောက်နေကြဆဲပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။